ဟုတ်ကဲ့အားလုံးမိလာပါကျွန်တော်ဖိုင်လေးမှာကျွန်တော်ရဲ့မိတ်ဆွေတွေเนาะကျွန်တော်ပေါက်စီရှင်ပါတယ်เนาะအဲဒီကျွန်တော်တို့ဒီအချိန်20မှာအားလုံးပဲရာသီရှင်တယ်အဲ့ဒီစေတနာလေးနဲ့ကျွန်တော်အနေပြီးတော့ကျွန်တော်ရဲ့စနစ်ဟောင်းပါเนาะကျွန်တော်ရဲ့ဒီစနစ်ဟောင်းကျွန်တော်တို့ဒီရှစ်ချောင်းအားတော့ကျွန်တော်ဒါအောင်မြင်ခဲ့တဲ့စနစ်ရဲ့ ျွန်တော်ဒီ6650ကျွန်တော်တို့ဒါတဲအောင်မြင်ခဲ့တဲ့စနစ်ပေါ့နော်အဲ့ဒီစနစ်ကြီးလုံးပိုင်းအဲ့ဒီလုံးပိုင်းဆိုင်ရလဲကျွန်တော်မိကျွန်တော်ရဲ့ဒီချဲချစ်ကျွန်တော်ဘာသာရှင်မိတ်ဆွေတွေကလာလာပြီးတော့ပြောတော့နော်ဆရာရဲ့လုံးပိုင်းပြန်ဝင်နေတယ်အဲ့ဒီလုံးပိုင်းလေးနဲ့ကျွန်တော်တို့ဒါခဏလေးထုတ်ပြပါပါဒီ6000ဒါဒီထိုင်းတွက်နေရကျွန်တော်ပြောရမယ်ဆိုရင်ဒီထိုင်း၃လုံးဒီနှလုံးထိတွက်နေရကျွန်တော်တော်တော်လေးဟိုဒါ အောင်မြင်မှုအတွက်80%လာကျွန်တော်တို့ဒါနှီးဆက်တာပေါ့နော်နှီးဆက်တယ်သူကပြည့်ရင်လည်းဒီချိန်တော့ပဲပြတ်တယ်ပေါ့နော်ကျွန်တော်တင်ဆက်ပေးမယ်အပင်ကြမှာကျွန်တော်မပြတ်ပါဘူးလို့ပြန်ပြီးဆုတောင်းအောင်ပေါ့နော်ဒီဘက်မှာကဒီတွတ်နီအရာပေါ့နော်ကျွန်တော်တို့ဒါဒီနောက်ပိတ်နေထိုင်းနှလုံးထည့်ရအပိတ်ကတန်းနဲ့ပေါင်းတာပေါ့နော်အဲဒီမှာကျွန်တော်တို့တပင်ပြက်ခဲ့တာကဒီ865ပြီးတော့ ဒီ36မှာပြက်ခဲ့တာဗောနော်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ဒီ8နှစ်အပြင်မှာကျွန်တော်တို့ဒါပြန်လဲအောင်မြင်နေတာကိုကျွန်တော်တွေ့ရတာဗောနော်ပြန်လဲအောင်မြင်နေတာတွေ့ရတယ်ကျွန်တော်ဒီ865မှာဗောနော်865မှာကျွန်တော်တို့ကဘလို့လုံးပိုင်လဲဆိုရင်ကျွန်တော်တို့ဒီ85နောက်ပိုင်းရဲ့ကျွန်တော်တို့ဒီနှလုံးထီရဲ့၃ရနောက်ပိုင်းနဲ့ပေါင်းရင်းကသူကလုံးပိုင်တစ်လုံးတည်ကြပေါ့သူကချပြတာနော်ငါးနဲ့၃ရနောက်ပေါင်း ငါအဲ့ဒီငါကလုံးမိုင်နေတယ်နောက်တစ်ပိတ်မှသူကထည့်ပေးတာဒီတွက်နေဆိုင်ရယ်လူတိုင်းတိနော်နောက်တစ်ကက်ဆက်သွားဒီ6နောက်ပိတ်နဲ့ဒီ3နဲ့ပေါ့ဒီကောင်3ပေါ့နော်နည်းနည်းလေးကျွန်တော်ရေးတိုင်းမှာ63ထိုင်းနှလုံးကြီးပေါ့နော်ရှင်းငါ6ထွက်ပြီးတော့သူကနှလုံးတရား63ထွက်တယ်အဲ့ဒီ6နဲ့ဒီ6ပိတ်နဲ့ဒီ3ပိတ်နဲ့ကျွန်တော်လှမ်းပေါလိုက်9လုံးပဲဒီပြန်မှာသူက9လုံးပိုင်လို့သူကမထည့်ပဲလားသူကနှက်ခက်နဲ့ထည့်သွားတာနော် 6ဥယျာဉ်လက်ခတ်6နဲ့ထည့်ပါတယ်ဥပမာ6လေး6ဆိုတော့တော့အဲ့ပင်မှာကျွန်တော်တို့ကအာမအောင်မြင်လိုက်ပါဘောเนาะမအောင်မြင်ဘူးဆိုပြီးတော့ကျွန်တော်ကဆက်မသုံးတော့ဘောเนาะဆက်မပြတော့ကျွန်တော်ကအများအပြည့်ဒီကြီးတကျိန်ပြတ်သွားပြီဆိုကျွန်တော်ကမတိတ်မပြဖြစ်တော့ဘောเนาะအဲ့ဒီစနစ်ကပြန်ပြီးအောင်နေတာဘောเนาะပြန်ပြီးအောင်နေတာဒီ6ပိတ်နဲ့ဒီ10ပိတ်နဲ့ကျွန်တော်နှမ်းပေါက်လိုက်နှမ်းပေါက်လိုက်ကျွန်တော်တို့ဗာရ6နဲ့10နဲ့ပေါက်ခုံလုံးမှာအဲ့ဒီခုံလုံးမှာကျွန်တော်ခါမှထည့်တယ် နော်သူကအများအပြည့်ခါလို့မှာသူကထဲ့တာများတာနော်ခုံလုံးမဲ့သူကပြန်ချပြီးတယ်နောက်ဒီပင်ကျွန်တော်တကြိမ်စောက်ကြည့်ပြီးရဲ့နောက်ဒီကြိမ်ကျွန်တော်ထပ်စောက်ကြည့်ရှင်းလဲရှင်းလဲပေါ့ရှင်းလဲရှင်းလဲပေါ့ခြောက်လုံးမဲ့အဲ့တော့သူကထပ်ပြီးတော့အောင်လာဒီမှာ969ဆိုတော့ခြောက်လုံးမဲ့ဆက်တော့ဆက်အောင်လာတယ်ဆောင်းလာတယ်ဒါလို့ကျွန်တော်တို့ကဒီချိန်မှာကျွန်တော်တို့မထိုးရဲစရာပါကျွန်တော်ရှိတော့ဘောနော ကျွန်တော်ထပ်ပြီးတော့6နောက်ပိတဲ့ခုံဒိုင်းနှလုံးတွေကခုံခုံတော့ခုံနောက်ပိတဲ့လှမ်းပေါင်းတော့ဒီချိန်မှာ3လုံးပဲ3ဟာတိကျပေါင်းရတယ်ကျွန်တော်မကစားရဲနေရကြောင်းမရှိဘူးเนาะဒါပေမဲ့တက်ကနန်းတိကနန်းတွေကိုကျွန်တော်တားပြီးတော့ view ဆိုင်နေလို့မရဘူးတက်ကနန်းတိကနန်းတွေ view ဆိုင်နေမှာဆိုကျွန်တော်တို့ကကနန်းဆယ်လုံးကုန်သွားမှာဖြစ်ပါတယ်เนาะအားလုံးအဲ့လိုဆိုကျွန်တော်ပြောချင်ပါတယ် ီချိန်မှာကျွန်တော်တို့ကသုံးသလုံးပိုင်တည်တာပေါ့သူကချပြမယ်ဆိုရင်ကျွန်တော်တို့ပောက်ကွက်တဲ့တည်တာပါမျိုးကိုရှိတယ်เนาะအဲ့ဒီကလန်းနှစ်ကွက်လေးကွက်ထုတ်ပြမယ်နှစ်ကွက်အဲ့ဒီလေးကွက်လောက်တဲထိုးပါမယ်ပြီးရင်ကျွန်တော်တို့ကနှစ်ကွက်ဝန်းတော့အဓိကမဲကိုရေးထုတ်ပြပါအားလုံးကျွန်တော်တို့စောက်ကြည့်နေတာဟာဒီဗီဒီယိုဖိုင်လို့ကျွန်တော်တို့ပြင်ပြလေး share ပါတော့ကျွန်တော်ရဲ့ YouTube channel နှိပ်စေးအားလုံးကျွန်တော်ဒါကျွန်တော်ရဲ့ဒီခွင့်က ကျွန်တော်ဒီမှာသမားလေးဟမ်အဲကျွန်တော်မှကျွန်တော်ဒီကလန်းလေးကိုကျွန်တော်တို့ဒါထိုးတာထိုးတာစီချင်ပါတယ်နော်ကျွန်တော်ဒီမှာကက်မှာကြံခဲ့တာဘောနော်ဒီကလန်းနှစ်ကွက်ကနော်အဲမမဝင်တဲ့မိတ်ဆွေတွေလည်းကြီးနေမယ်ဆိုတော့ဒီကလန်းနှစ်ကွက်ကိုထိုးစီချင်ပါတယ်ကျွန်တော်ဒီမှာဟိုဒီကလန်းတော့တော့ YouTube မှာကျွန်တော်မတင်ဆက်ပေးပါဘူးနော်တင်ဆက်ပေးတော့ဘူးဘာကြောင့်လဲဆိုတော့ဒီကောင်ကနောက်တဲ့နောက်တဲ့ သုံးပင်မြောက်မှာနောက်တဲ့သုံးပင်မြောက်ပေါ့နော်ဒါထပ်ပြီးအောင်ဒီကဲဒီကဲလို့ဒီမှာမဟုတ်ဘူးဒီအောင်ခဲ့မယ်ဆိုရင်နောက်တဲ့သုံးပင်မြောက်မှာထပ်ပြီးတော့ဒီ site ကထပ်အောင်ဖို့ရှိတော့နော်နော်အဲကြောင့်မို့ကျွန်တော်ကဒီမဘောဒီကနန်းကိုဒီ YouTube မှာဒီဘက်မှာမချပြတာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီကနန်းကိုကြည့်လိုက်အောင်ခါကြဒီမှာကျွန်တော်တို့ဒါအောင်ရမှုရပါပဲနော်ဟုတ်ပြီနော်ဒါဆိုဒီလုံးပေါင်းချင်း၅လုံးပဲဒီမှာ၅ခါနော် ငါခါလို့ထည့်ပြီးသူကနောက်ထပ်ကြီးရဘလို့စားလဲဆိုသူကနော်ကြီးရဘလို့စားလဲဆိုတော့ဒီသုံးလုံးလုံးချင်းသုံးနှစ်ပိတ်ရကျွန်တော်ငါးပိတ်ရဒီ6ထည့်ရပေါ့သုံးအဲ့ဒီသုံးကသုံးထည့်လို့သူကထည့်ဒါဆိုဒီ၃လုံးမှန်တယ်ဒီ၅လုံးမှန်တယ်ရတယ်ဒီ၃၅တွဲနဲ့ကျွန်တော်ဒါ brain နဲ့ကပ်လိုက်ဆိုတော့၃က ကွက်ပြီပေါ့နော်ဒါအောင်မြင်မှုရတခါလည်းပြပါမယ်ပြိပတ်ခါလည်းထည့်ပါဒါပြိပတ်နောက်မှပြမယ်နော်ဆိုတော့အဲ့ဒါတော့ကတော့ကျွန်တော်တို့ဒါခဏလေးမှတ်ထားလိုက်မယ်နောက်တစ်ခါကျွန်တော်ဆက်သွားမယ်ဒီထောင်နောက်ပိတ်ထောင်နှလုံးပေါင်းနဲ့ကျွန်တော်ဒီတုံးထိန်နဲ့တက်ပေါ့563 563ပေါင်းခြင်းကကျွန်တော်ပါရလေးလေးဒါတို့ပါဝင်တဲ့ကစားပါနော်73နဲ့လေး94ပေါ့နော်49ပေါ့နော် ဒီတောင်းထောင်နှလုံးပေါင်းခြင်းလေးကဓမ္မတော့ကျောင်းလေးခါပဲထည့်သွားနော်နောက်ထောင်နှလုံးပေါင်းခြင်းနဲ့ကျွန်တော်တို့ဒီက၅ပိတ်နဲ့ပေါင်းမယ်ဒီဒီနှလုံးပေါင်းခြင်းနှစ်၅နဲ့ပေါင်းကုန်ကုန်ကုန်ပါပါနှစ်အမှန်ငယ်တော့ကျွန်တော်တို့ဟာဒီဒီ၃လုံးကဒါလုံးမိုက်တွေချပေးသွားတာနော်ဒီကမှာဆိုဒီ၃လုံးပေါင်းခြင်းလေးလေးပါပါကျွန်တော်တို့ကိုဒီလေးနဲ့ကျွန်တော်တို့ဒီက6နဲ့လေး6အတွက်နဲ့လေး6လေးဒါအောင်လို့ရတယ်နော် ီဒီချိန်မှာသူကနှစ်ခတ်ချိန်သွားတာနော်ဒီကတ်မှာလည်းဒီသုံးလုံးမောင်းကြီးခွန်နဲ့ခွန်လုံးမိုင်နဲ့ကျွန်တော်ကဒီကခွန်လုံးမိုင်နဲ့ပါဒါခွန်ခွန်တွဲပေါ့နော်ခွန်ခွန်တွဲသူမပေးခဲ့ဘူးခွန်တစ်လုံးမဲ့သူကချပေးခဲ့တယ်ဟုတ်နော်ဟုတ်ကဲ့ဒါဆိုကျွန်တော်ဒီကတ်မှာကြည့်ပါဒီကတ်မှာကြည့်ရင်ဒီသုံးလုံးမောင်းကြီးကဒီပါဝါက6ဒီ6ဒီမှာက ကျွန်တော်တို့က6လုံးပိုင်းဒါပြင်ကျွန်တော်တို့ကဘာဖြစ်လဲ6တွဲ6တက်တွဲ6 6တွဲနဲ့ဒီမှာ669ဆိုပြီးတော့ဒါအောင်တာပေါ့နော်အဲဒါပြင်ဒီ3လုံးပေါင်းမယ်666 666ပေါင်းခြင်းက3ညအဲ3ညရဲ့ပါဝါက9နော်ဒီမှာဆိုတော့ကျွန်တော်တို့ကဒီ3ည3ညကိုဥသာပြီးကန်အောင်ပေါ့နော်3ညဥသာပြီးကန်အောင်ဒါမှပါဝါကိုကျွန်တော်တို့လည်းစားပေးရမှာ ဒီ၃ညငါတလုံးတယ်ဒီက၃လုံးပဲကြလိုက်ပဲဒါပေမဲ့ကျွန်တော်အတွဲပါရအတွဲက၃၃ညအတွဲပြီး၃ညအတွဲဒီ၃၃ညအတွဲ၃ညကိုကျွန်တော်ရှင်းနေစေတယ်တော်တော်များကြိုက်မှာမဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီထိတ်စီကနန်ကို၄နဲ့ပေါင်းရင်ဒါတီတီလုံးပိုင်းဖြစ်တာပေါ့နော် ဒါသုံးလို့ညာတယ်ကျွန်တော်တို့ဒါတိတ်ကြိုက်ကြအောင်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒါထိုးအောင်ပါနော်သုံးလို့ညာသုံးငါတွေအဲ့ဒီမှာကျွန်တော်တို့ break ကဘယ်လိုလာလဲဆိုရင် break site ကဆိုရင် break site ကကျွန်တော်တို့ဘယ်လိုဖန်ထားလဲဆိုရင်ဒီနှလုံးပေါင်းချင်း30ကာလာတော့တူပါ ဒီဆောင်လုံးမောင်ကြီး30အဲ့ဒီ30နဲ့ဒီနှလုံးမောင်ကြီး9နဲ့ဒီနှလုံးမောင်ကြီး30နဲ့ဒီ9နဲ့ပေါ့ကျွန်တော်ဘာရလဲပြည့်30နဲ့9လုံးပေါ့9 9ရဲ့ပါပါလေး9လေးပြည့်နော်9လေးပြည့်အဲ့ဒီ9လေးပြည့်ရဒီမှာ6ပြည့်ဆိုတော့9 3 5 6ဆို6ပြည့်အောင်လား3 5ကြီးနဲ့6ပြည့်နဲ့ဆိုတော့3 5 6အောင်လားအဲ့ဒီမှာ ရရဆက်ဆက်နော်နောက်ကဒီဆောင်းလုံးမုံကြီးနှစ်နေဒီနောက်နောက်ထိုင်နှလုံးနှလုံးတဲ့နှလုံးနှလုံးကြီးနဲ့ကျွန်တော်ပေါ်လိုက်ဒီနှလုံးနှစ်နေဒီက၄နေပေါ်နှစ်နေ၄နေပေါ်ကျွန်တော်ပါရ6 6ရဲ့ပါဝါ1 6တစ်ပရိဒီမှာ6ပရိထွက်တာ6ပရိထွက်တာကျွန်တော်တို့6 ျွန်တော်ဒီမှာ6 4အတွင်းနဲ့6ပြိထွက်တာ6 4 6ဆိုတာเนาะနောက်တစ်ခါကျွန်တော်ကြည့်ပါမယ်ဒီចောင်းနှလုံးပေါင်းရင်တဲအဲ့တင်နဲ့ဒီเนาะနှလုံးပေါင်းရင်3နဲ့ပေါင်းတင်နဲ့3နဲ့ပေါင်း4 4ပေါင်းကို4 4ပြိအဲ့ဒီမှာကျွန်တော်ပါပြိထွက်တာ6ခု8ဆိုပြီးတော့4ပြိထွက်တာเนาะဒီမှာခွန်လုံးပိုင်းဒီမှာခွန်လုံးပိုင်းဒီကတ်မှာတော့ကျွန်တော်တို့ဒါခွန်ခွန်တွဲနေတာကျွန်တော်တို့ဒါ ကင်မှာတော့ကျွန်တော်တို့ break မှန်တယ်အလုံးပိုင်းမှန်တယ်နော်ကီးလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်ဒါဒီကင်မှာမအောင်ဘူးပေါ့နော်ဟုတ်ပြီဒါလို့ကျွန်တော်နောက်တစ်ခါကိုချက်ချက်ကြည့်ပါမယ် break ကိုဒီနှလုံးပေါင်းကြီးနှင်းနှင်းနဲ့ဒီကနောက်နှလုံးပေါင်းကြီး၄နဲ့ပေါင်း6 6 power 1ရောက်တက် break အဲ့ဒီမှာကျွန်တော်တို့က6 6 tip break ထွက်တာ tip break ထွက်တာနော် tip break ထွက်တာ တစ်ပိတ်ထွက်တာဒါဆိုကျွန်တော်တို့လာမယ့်ကပ်မှာကျွန်တော်တို့ဒီဆောင်နှလုံးမောင်းခြင်းသုံးသုံးလေးကျွန်တော်တို့ကဒီနောက်နှလုံးမောင်းခြင်းခုနှစ်ပေါင်းသုံးနဲ့ခုနှစ်ပေါင်းကျွန်တော်တို့ကသုံးညရခါသုံးညပေါင်း၅ပြိသုံးညငါးပြိကင်ပါဒီဘက်မှာသုံးညငါးပြိကင်ပါဆိုတော့ကျွန်တော်တို့ကဒီမှာသုံးညပြိဒီမှာငါးပြိနော်သုံးညပြိဆိုတော့ကျွန်တော်တို့ကသုံးတုံညခွန်လို့ရတဲ့ခဏတော့ထက်အောင်၃၅နှစ်ဆိုတဲ့နောက်တော့ထက်အောင် เนาะ3 3ด้วย3ด้วยဒါဆိုရင်5ပြိတ်ကိုကျွန်တော်နှစ်ပြိတ်ထည့်လိုက်မယ်5ပြိတ်ကိုကျွန်တော်ကခွန်ပြိတ်ထည့်လိုက်ဟမ်အဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်ပြင်ချင်တဲ့ကီးနဲ့ဆိုရင်ကျွန်တော်တို့ကဒီနှစ်ကော့ပဲကျွန်တော်တို့တိချာဘောထိုးအောင်เนาะဒီနှစ်ကော့တဲတဲထိုးအောင်တဲတဲထိုးအောင်ကျွန်တော်မှအဓိကကီးပေါ့အဓိက main ကီးကျွန်တော်တို့မထိမဖြစ်ပေါ့เนาะ ကျွန်တော်ဒီရှစ်ထိတ်ကိုယူပြီးတော့ရှစ်ထိတ်ကိုယူပြီးတော့အဲ့ဒီရှစ်ထိတ်ရနေပြီးတော့ရှင်းဒဝင်းဒူကူရှစ်ပါဝါ3ရှစ်ကူ3ကီအဲ့ဒီကီရတော့မတလုံးထိရရှစ်ထိတ်ဒီကီရ2024တဲ့အောင်တော့ဘာလို့66နှစ်အပင်လည်းနေစအောင်လားကျွန်တော်တို့မိတ်ဆွေတို့လုတ်ကြည့်လို့ရတယ်နော်ဒီရှစ်ထိတ် xe xe đồ cũ xe bảo hòa tông xe cũ tông kỳ anh mà tông đồ lông bà tông tông đồ đồ lì tông yên bảo hòa xe tông lì xe kỳ cho nó lùm mà lì đồ lông ổn cháu cháu thầy đó ấy cháu thầy cho nó đồ တို့ခုံအဒုမင်တို့ခုံ6ရဲ့ပါဝါတဲ6ခုံတဲအဲ့ဒီမှာခုံတလုံးအောင်ဒီမှာကိုကိုကိုရဲ့ကိုဒုမင်တို့တုံညာကိုရဲ့ပါဝါလေးကိုတုံညာလေးအဲ့ဒီမှာကျွန်တော်ဟာကိုတလုံးအောင်မကူခါဒါဆိုကျွန်တော်တို့ကဒီ6 6တဲ့6ဒုမင်တို့ခုံဟော6ရဲ့ပါဝါကတဲ6ခုံတကီလုံးဝအထိအထိထိုးပါမယ်နော်6ခုံတကီရာ 6ခုတိကီယာလုံးဝအထီထိုးအောင်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတော့6ခုတိထိတာဆိုလို့2ကွက်ပဲရှိတာနော်ခုံနဲ့ပတ်သက်ပြီးတော့2ကွက်တော့ထွက်တယ်အဲ့ဒါကြောင့်3တုံညာခုံနဲ့3ငါးခုံကျွန်တော်တို့ဒါလုံးဝရှေ့ထိုးအောင်ပါနော်တဲ့တော့ကျွန်တော်ချင်းမေးဆိုရင်ဒီကီးဆိုင်တယ်ဆိုရင်မဟုတ်ဘူးကျွန်တော်နောက်ထပ်ကီးရရှိတယ်နော်နောက်ထပ်ကီးကကျွန်တော်တရားနေဒီပြန်နေမယ်ကျွန်တော်စပြအောင်ရှင်းငါးနှစ်ပါကျွန်တော်တို့ဒါရှင်းငါးနှစ် ရှင်းနာနေကိုကျွန်တော်တို့1 3 1နဲ့ပေါ့ကို6 3ကီအဲ့မှာ6 6ငါ6တလုံးအောင်နော်6 6ငါကိုကျွန်တော်တို့1 3 1နဲ့ပေါ့ကိုကိုချောင်းအဲ့ဒီမှာကျွန်တော်တို့3 5 6ဆိုရ6တလုံးအောင်နော်3 5 6ထွက်တာအဲ့ပုံမှာထပ်အောင်ထားရနော်မလီး ဒီမှာရှင်ရဲ့ဒီမှာခွန်လေးရှင်းခွန်အမကီအဲ့မှာ646လို့ထွက်တာ646လို့ထွက်ပြီး၄ကီအောင်တာ646တုံးတင်းနဲ့ပေါ့ကျွန်တော်ကခွန်ခွန်ခွန်အဲ့ဒီမှာဘာထွက်လဲဆိုတော့6ခွန်8ဆိုပြီးထွက်တာခွန်လုံးမှန်နော်ကန်ပြီးရအဲ့မှာ73တက်ဘူးကျွန်တော်တို့ဒါ6ရှင်းခွန်73တင်းနဲ့ပေါ့3ညာ3ညာ6ပြီးကြရပါက6တုံးညာကီနော်ကျွန်တော်တို့ဒါ ကိုးဆိုတကနေအောင်လာအဲ့မှာ6 9 6ဆိုထွက်လာအဲ့မှာ1 3တင်းနဲ့ပေါင်းကျွန်တော်တို့ကဒီမှာခုံးဒီမှာနှစ်ဒီမှာခုံးခုံးနှစ်ကြီးဗျာနော်ခုံးနှစ်ကြီးဒီမှာက6 9 1နော်6 9 1ဒါဆိုကျွန်တော်တို့ကခုံးပါနဲ့ကနေနှစ်ကွက်လုံးဝကောင်းအောင်ကျွန်တော်ချင်းမယ်စေအားလုံးပဲကျွန်တော်ချင်းမယ်စေကံကောင်းကြပါလေဗျာဒီတော့မှကျွန်တော်တို့ဒီကက်နဲ့အားလုံးအောင်မြင်ကြပါလိမ့်မယ်ကျွန်တော်ရေးလေးဆူတောင်းရင်းနဲ့ ကျွန်တော်တို့ဒီနေ့မှာဒီပတ်မှာကျွန်တော်တို့ကြင်ရင်များလာတယ်ကျွန်တော်အောင်မြင်မှုကိုစုခုနိုင်မှာဖြစ်ပါတယ်အားလုံးပဲကိုလက်ပါနောက်တဲ့တပတ်မှာကျွန်တော်တို့ဒါအထောက်ပံ့ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကစားနိုင်ပါလိမ့်လို့ဆုတောင်းပါတယ်ကိုလက်ပါ